ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်ဒီဇင်ဘာလကိုရောက်ရင်ထိုင်းနိုင်ငံကစီးကိန်းပြိုင်ပွဲကိုအရှင်ဖြစ်လက်ခံကျင်းပပေးတော့မှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကျင်းပမဲ့စီးကိန်းပြိုင်ပွဲမှာအမျိုးသားဘောလုံးပြိုင်ပွဲရဲ့အုပ်စုအဆင့်တွေကိုဒီနေ့ပဲမဲခွဲထုတ်ပြန်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အမျိုးသားဘောလုံးပြိုင်ပွဲမှာမြန်မာအသင်းကအသင်း၄သင်းပါဝင်တဲ့အုပ်စုတွေမှာကြောက်သွားခဲ့ပါတယ်အုပ်စုလည်းကြက်ပါတယ်တစ်ချက်မှရင်အုပ်စုကနေပြုတ်သွားနိုင်ခြေရှိနေပါတယ်ခင်ဗျာ ဟုတ်ကဲ့အုတ်စုအေမာတော့အင်ရှင်ထိုင်းရဲ့ကမ်ဘောဒီးယားရဲ့အရှိတီမောရဲ့ပါဝင်နေပါတယ်ဒီအုတ်စုကအင်ရှင်ထိုင်းအတွက်အရန်ကိုအုတ်စုချောင်းပါတယ်အုတ်စုဘူနီယာကိုထိုင်းကပဲရရှိသွားမှာပါအဲ့တော့ထိုင်းဟာဆမီဖိုင်နယ်တက်ဖို့တေချာသွားပြီလို့ပြောလို့ရပါတယ်အုတ်စုဘီကိုကြည့်လိုက်ရင်အသင်းသုံးသင်းပါဝင်ပါတယ်ဗီယက်နမ်မလေးရှားနဲ့လာအိုဖြစ်ပါတယ်အုတ်စုနေထားရဗီယက်နမ်ရဲ့အုတ်စုဘူနီယာကိုယူပြီးတော့နောက်တစ်ဆင့်စီကိုတက်လှမ်းသွားပါလိမ့်မယ်ခင်ဗျအုတ်စုစီ မြန်မာလက်ရွေးစင်မြို့သားတွင်ပါဝင်နေတဲ့အုပ်စုဒီအုပ်စုမှာကမြန်မာဟာအင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူနဲ့တအုပ်စုတွေကြောက်အောင်နေပါတယ်ခင်ဗျာအရင်တုန်းကမြန်မာဟာဖိလစ်ပိုင်ကိုလွယ်လင်းတကူနိုင်ခဲ့ရင်ပဲဒီချိန်မှာတော့မလွယ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဖိလစ်ပိုင်ကအခုနောက်ပိုင်းမှာအတော့ကိုတိုးတက်လာတယ်။မွေးစားသားတွေအများစုထည့်သွင်းပြီးတော့အသင်းကိုဖွဲ့စည်းလာတဲ့ဖိလစ်ပိုင်ကိုမြန်မာခက်ခဲကစားရပါလိမ့်မယ်ခင်ဗျ။ပြီးတော့စင်ကာပူနဲ့အင်ဒိုနီးရှားကလည်းမြန်မာကိုအခက်တွေ့စေပါလိမ့်မယ်။ ဒီပြိုင်ပွဲမှာအုတ်စုဘူနီယာကိုရရှိတဲ့အသင်း၃သင်းကတော့ဆမီဖိုင်နယ်စီကိုတိုက်ရိုက်တလန်ခွင့်ရရှိမှာဖြစ်ပါတယ်။အုတ်စုဒုတိယနေရာရရှိတဲ့အသင်းတွေကအကောင်းဆုံးအုတ်စုဒုတိယအသင်းကဆမီဖိုင်နယ်စီကိုတလန်ခွင့်ရှိနေပါတယ်ခင်ဗျာ။ဒီတော့မြမလက်ရွေးစင်အမျိုးသားအသင်းတွေနဲ့အုတ်စုမှာအကောင်းဆုံးအုတ်စုဒုတိယဖြစ်ဖို့ကိုအဓိကထားပြီးတော့ရည်မှန်းရပါလိမ့်မယ်။မြမလက်ရွေးစင်အမျိုးသားအသင်းရဲ့ရွှေစောပိုင်းဆိုင်ရာကတော့လက်ရှိမှာဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာလက်ရွေးစင်မြို့သားသင်းဟာစီးကိန်းပြိုင်ပွဲမှာလည်းအုပ်စုချက်ထဲကိုကြောက်အောင်နေတာကြောင့်အရှိန်အကောင်းတစ်ခုကိုဖန်တီးပုံပေါ်နိုင်မလားဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာလက်ရွေးစင်အမျိုးသားအသင်းအနေနဲ့ group C မှာအင်ဒိုနီးရှားစင်ကာပူနဲ့ဖိလစ်ပိုင်တို့ကိုဘလို့ကစားမလဲသုံးပွဲလုံးကပွဲချက်တွေဖြစ်တော့မြန်မာအမျိုးသားအသင်းအတွက်ပွဲပန်းမှုတွေများလာလိမ့်မလားဆိုတာကို ရင်ကုန်စောင့်ကြည့်သွားတော့မှာဖြစ်တဲ့ကြောင်းပရိသတ်တွေကိုအသိပေးတင်ဆက်ပြပြလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ